အခုရက်ပိုင်းမှာစိုက်ကလုံးမုံတိုင်းမွန်ထားဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်485မိုင်ခန့်အိန္ဒိယနိုင်ငံချင်းမိုင်မြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်330မိုင်ခန့်ကာကီနာဒါမြို့ရဲ့ အရှိတောင်ဘက်ရေမိုင်350မိုင်ခန့်အကွာပင်လယ်ပြင်မှာဗဟိုပြုနေပါတယ်။နောက်24နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းမွန်ထားဟာအာကောင်သောဆိုင်ကလုန်းမုန်တိုင်းဖြစ်သူရောက်ရှိလာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ဟာကြောက်ဒီမှာ MS Mail Remover နန်ဆိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်ထားစို့အွန်လိုင်းရှိန်ကြောင့်ကံယုံနှန်းဒေတာတွေမှာမိုးသက်လေပြင်းတိုက်ခတ်တာ၊ပလိုင်းကြီးတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါရယ်။ဆိုင်ကလုန်းမုန်တိုင်းမွန်ထာရဲ့အရှိန်ကြောင့်ဒီနေ့မှအောက်တိုဘာလ28ရက်အတွင်းရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရရီတိုင်း၊လက်နားီတိုင်း၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့နေရာစိတ်စိတ် နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်။မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပြင်နယ်ပြင်တို့မှာခါတရံမိုးသက်လီပင်ကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းမွန်ထားရဲ့အရှိန်ကြောင့် မိုးသက်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်လို့ကုန်းမြင့်ဒေသနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းတွေကိုကြိုတင်သတိပြုဖို့နဲ့ပြည်တွင်းလေကြောင်းတန်တန်းရေမြမကံရုံရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်နီကန်ဝေးငါးဖက်ရေရင်များသင်္ဘောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်ထားပါတယ် နောက်နှစ်ရက်အတွက်ခမန်းချက်အနေနဲ့ AR တိုင်းတနင်္လာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါတယ်။ဥလိဝရပညာရှင်ဦးဝင်းနိုင်ရဲ့ခမန်းချက်ရတော့မှုံတိုင်းဟာမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားနိုင်ပြီမဟုတ်ပဲမြန်မာနိုင်ငံဟာမှုံတိုင်းရွေရှားရလမ်းကြောင်းရဲ့ညာဘက်မှာရှိတော်လဲမိုးလွန်ကာလ မုတ်တုံ ဆုတ်ခွာပြီးချိန်နဲ့အရှိမျောက်မုတ်တုံလေအားကောင်းချိန်ဖြစ်သဖြင့် ပုံတိုင်းအချိန်သက်ရောက်မှုအနည်းငယ်သာခံရနိုင်တယ်လို့ဆိုပါတယ်။အော်တိုဘာလ26ရက်မှနိုဝင်ဘာ1ရက်အထိ9ရက်အတွင်းဤနယ်တိုင်းများလိုက်ရွာတွန်းရရှိနိုင်တဲ့မိုးရိမ်ကြိမ်ပမာဏတွေကတော့ခိုင်ပြည်နယ်မှာ9ရက်အတွင်းမိုးများဆုံးရွာတွန်းနိုင်ပြီးနေရာကွက်၍မိုးသည်ထန်နိုင် မိုးများနိုင်ပါတယ်။အေယာဗရီတိုင်းနဲ့မွန်တနင်္လာဤကံယူရန်ဒေတာတွေမှာတော့9ရက်မိုးရိမ်ကြိမ် ၃လက်မမှ၄လက်မခန့်ရွာသွန်းနိုင်ပြီးနေရာကွက်၍မိုးသည်ထန်နိုင်မိုးများနိုင်ပါတယ်။မကွေးတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ဧရိယာမှာ နေရာကွက်၍မိုးတင်တင်မှမိုးများနိုင်ပြီးခုနှစ်ရက်တာအတွင်းမိုးရေချိန်တိတသမ၈လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်တို့မှာတော့မိုးနှဲနိုင်ပြီးခုနှစ်ရက်တာအတွင်းမိုးရေချိန်တိတိကျကျ3ရက်လက်မခန့်ရရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။